မင်္ဂလာပါဒီကနေ့နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်ကိစ္စနိုင်ကတောင်ယူတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အမေရိကန်နဲ့တရုတ်ကြားစီချက်ခွန်အပါအဝင်မြေရှားထိန်းချုပ်မှုရှော့ချရေးသဘောတူညီချက်တွေရရှိခဲ့တဲ့သတင်းအနည်း30ကြော်ကြာမှာနျူကလ িয়ার လက်နက်စမ်းသပ်မှုတွေချက်ချင်းပြန်ဆဖို့ထရမ့်အမိန့်ပေးလိုက်တဲ့သတင်းနဲ့ ဟာမတ်စ်နဲ့အပြစ်ပြန်ရထားပြီးဖြစ်ပေမဲ့လည်းအစ္စရေးရဲ့နောက်ဆုံးတိုက်ခိုက်မှုကြောင့်ပါလက်စတိုင်းတရားကျော်တေဆုံးခဲ့တဲ့သတင်းတို့ပဲဖြစ်ပါရီပထမဆုံးတင်ဆက်ပေးမှာကတော့အမေရိကန်နဲ့တရုတ်ကြားမှာစီးကြက်ခွန်အပါအဝင်မြေရှားအရေးအပြန်လည်ဖြေလျှော့ပေးကြဖို့အတွက်နိုင်ငံသမ္မတတွေဖြစ်ကြတဲ့ Donald Trump နဲ့တူရှီကျင်းဖင်တို့ကြားသဘောတူညီခဲ့ကြတယ်လို့သိရပါရီ အော်တိုဘလ30ရက်နေ့ကတောင်ကိုရီးယားနိုင်ငံဘူဆန်မြို့မှာနှစ်ဖက်တွေ့ဆုံခဲ့ကြပြီးနောက်မကြာခင်ကုံသွဲရေးသဘောတူစာချုပ်ကိုချို့ဆိုနိုင်တော့မှာဖြစ်ကြောင်းထရန့်အနေနဲ့အတည်ပြုသွားပါတယ်။တရုတ်ဘက်ကဖန်ဒနယ်မူရစေးထုတ်လုပ်မှုကိုအပြင်းထန်နှိမ်နှင်းပေးခဲ့တဲ့အတွက်အမေရိကန်ဟာသူတို့ကုန်စည်တွေပေါ်အခွန်စည်းကြမှုကို49ရာခိုင်နှုန်းထိလျှော့ချပေးဖို့သဘောတူခဲ့ပါတယ်။ တရုတ်ကလည်းအမေရိကန်အတွက်မြေရှားတင်ပို့မှုထိန်းချုပ်ရေးအစီအစဉ်တွေကိုတနစ်ကြာရပ်ဆိုင်းထားဖို့အတွက်သဘောတူခဲ့ပါတယ်။ဒါပြင်တရုတ်ဘက်ကအမေရိကန်ရဲ့ပဲပို့အပါအဝင် စိုက်ပျိုးရေးထုတ်ကုန်အများပြားကိုပါပြန်လည်ဝယ်ယူသွားမှာဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်အမေရိကန်လေသမားတွေရဲ့ပဲပို့ကိုတရုတ်ဘက်ကအခုလိုမျိုးပြန်လည်ဝယ်ယူတာဟာသမ္မတထရမ့်အတွက်နိုင်ငံရေးအရအောင်မြင်မှုဖြစ်တယ်ဆိုပြီးဖော်ပြထားပါတယ်။ ဒါပေမဲ့လည်းတရုတ်ပိုင်ဆိုင်တဲ့ TikTok ကုမ္ပဏီရဲ့ American လုပ်ငန်းကွဲတွေရောင်းချရေးကိစ္စမှာတော့သဘောတူညီချက်မရရှိသေးပါဘူး။အဲ့ဒီတွေ့ဆုံမှုတွင်ဒီကောင်းဆောင်နှစ်ဦးကြားတရားဝင်သဘောတူစာချုပ်တွေလက်မှတ်ရေးထိုးခဲ့တာမျိုးတော့မရှိပါဘူး။ဒါပြင် ထိုင်ဝမ်အရေးတင်းမာမှုတွေနဲ့ပတ်သက်လို့ရှီနဲ့ဆွေးနွေးပွဲမှာထည့်သွင်းပြောဆိုခဲ့ခြင်းမရှိကြောင်း Trump အနေနဲ့မှတ်ချက်ပြုသွားပါရီ။ We have a great relationship. We've always had a great relationship. Now, Ted, the dinner boat in အခြားနျူကလ িয়ার လက်နက်နိုင်ငံတွေနဲ့ဒန်တူနျူကလ িয়ার လက်နက်စမ်းသပ်မှုတွေကိုချက်ချင်းပြန်ဆဖို့အတွက်အမေရိကန်သမ္မတထရမ့်ကစစ်ပွဲရေးရာဝန်ကြီးဌာနစီအမိန့်ပေးလိုက်ပါတယ် Airmen from FE Warren and Vandenberg Air Force Bases conducted an operational test launch on August 2nd of an unarmed Minuteman III missile Today's test launch used an intercontinental ballistic missile pulled randomly from a silo on F.E. Warren Air Force Base. The missile was transported and reassembled at Vandenberg and launched by members of the 90th Missile Wing, the 576th Flight Test Squadron, and the 30th Space Wing. အော်ဒူဘလာ30ရင်းနေတွင်တရုတ်သမ္မတရှီကျင်းဖင်နဲ့မတွေ့ဆုံခင်မှာအခုလိုညွှန်ကြားခဲ့တာဖြစ်တယ်လို့ထရမ့်ကိုယ်တိုင် True Social ပေါ်မှာအတည်ပြုထားပါတယ် တခြားနိုင်ငံတွေစမ်းသပ်နေတဲ့စီမံကိန်းကြောင့်ဒန်းတူအခြေခံအပြင်ကျုပ်တို့ရဲ့နျူကလ িয়ার လက်နက်တွေစမ်းသပ်ဖို့စစ်ပွဲရေးရာဝန်ကြီးဌာနကိုညွှန်ကြားထားပါတယ်။အဲ့ဒီလုပ်ငန်းစဉ်ကချက်ချင်းစတင်မှာဖြစ်ပါတယ်ဆိုပြီးရေးသားထားခဲ့တာပါ။အဲ့နောက်ရုရှားကဒုတိယတရုတ်ဟာခက်လန်းလန်းမှာတတိယဖြစ်နေပြီမလဲ။၅နှစ်တွင်ကျုပ်တို့ကိုမှီလာတော့မယ်လို့လည်းဖြည့်ဆွတ်ပြောသွားပါတယ်။ဒါပြင် ရုရှားနိုင်ငံရဲ့ Poseidon Mia နူဆွမ်းရင်သုံးရေအောက် drone စမ်းသပ်မှုကိုလည်းအောင်မြင်ခဲ့တယ်ဆိုပြီးသမ္မတဗလာဒီမာပူတင်ကပြီးခဲ့တဲ့ဗုဒ္ဓဦးနေ့မှာကြေညာသွားပါတယ်။အဲဒီလက်နက်ကနေ AM Radio တတိကြွသမုတ်တရားလှိုင်းကြီးတွေဖြစ်ပေါ်စေနိုင်တယ်လို့ကန်ယူဒန်ဒေတာတွေကိုလည်းအကြီးအကျယ်ထိခိုက်စေနိုင်တယ်လို့စည်ရေးလေလာသူတွေအနေနဲ့သုံးသပ်ထားပါတယ်။ အမေရိကန်ရဲ့ရုရှားပေါ်ယက်တီချက်တွေနဲ့ပတ်သက်ပြီးတုံ့နှုံပြောဆိုမှုကြောင့်အခြေအနေတင်းမာလာချိန်မှာပဲအခုလိုမျိုးစမ်းသပ်ခဲ့တာပါ။ဒါကြောင့်အော်တိုဘာလ22ရက်နေ့မှာရုရှားက Very Nesket Cruise တုံးကြီးတက်ကိုစမ်းသပ်သွားခဲ့တယ်လို့22ရက်နေ့မှာလည်းနျူကလ িয়ার ပြစ်လူမှုတွေပြုလုပ်ရင်းနူလက်နဲ့အင်အားပြသခဲ့ပါတယ်။အမေရိကန်ရဲ့နောက်ဆုံးနျူကလ িয়ার လက်နက်စမ်းသပ်မှုကိုတော့1992ခုနှစ်တုန်းကပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ဆက်လက်တင်ဆက်ပေးမှာကတော့ဣသရေလစစ်သားဦးတေဆုံးခဲ့ရပြီးနောက်လက်တော့ပြန်တဲ့အနေနဲ့ဂါဇာဒေသမှာတရက်အတွင်းဘုံကျဲတက်ခတ်ခဲ့ရာပါလက်စတိုင်းတရက်၄ဦးထက်မနည်းတေဆုံးခဲ့ရတယ်လို့သိရပါတယ်။ဒါပေမဲ့အပြစ်ခတ်ရစဲမှုကို ဆက်လက်ကင်ဆွဲထားဆဲဖြစ်တယ်ဆိုပြီးအစ္စရေးဘက်ကအော်တိုဘာလ29ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ American သမ္မတ Donald Trump ကိုယ်တိုင်ကျောင်းဝင်ဆစ်ဆက်ပေးခဲ့တဲ့ဒီအပြစ်ခက်ရက်စဲမှုရာအစ္စရေးတပ်တွေပြန်ဆုတ်ပေးထားတဲ့မြင်းဝါနယ်နိမိတ်အတွင်းလက်နက်ကင်တွေရဲ့တိုက်ခိုက်မှုကြောင့်စစ်သားတဦးသေဆုံးခဲ့ရတာပါ။ဒါပေမဲ့လည်း Hamas ဘက်ကတော့အဲ့ဒီတိုက်ခိုက်မှုကိုသူတို့လုပ်တာမဟုတ်ကြောင်းညှင်းဆိုထားပါတယ် အစ္စရေးစစ်တပ်ကလည်းလက်တုပ်ပြန်တိုက်ခိုက်မှုတွေအတွင်းဟာမတ်စစ်သွေးကြွတွေလက်နက်တိုက်တွေနဲ့အတူဥမင်တွေကိုပါပိတ်မတ်ထားခဲ့တယ်လို့အတည်ပြုထားပါတယ်။အိမ်နောက်သေဆုံးသွားခဲ့တဲ့ပါလက်စတိုင်း104ဦးထဲမှာကလေးငယ်46ဦးနဲ့အမျိုးသမီးအယောက်20ပါဝင်တယ်လို့ဖော်ပြထားပါတယ်။ဒါပြင် အစ္စရေးဟာ မိမိကိုယ်ကိုခုခံကာကွယ်ပိုင်ခွင့်ရှိတဲ့အပြင်အခုဖြစ်ရကြောင်းအပြစ်ခက်ရစဲရေးကိုပါ အနေရရှိစေမှာမဟုတ်ကြောင်းထရမ့်ကမှတ်ချက်ပေးထားပါရီအစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နေတန်ယာဟုကလည်းဟာမတ်ကိုလက်နက်ဖြုတ်သိမ်းနိုင်ရည်နဲ့ဂါဇာမှာစစ်မှတ်ဆုံးဖြစ်ရေးဆိုတဲ့ရည်မှန်းချက်အတိုင်းအောင်မြင်တာတေချာစေဖို့လှုံ့ဆော်သွားမယ်အကြောင်းပြောထားပါရီ ဣသရေစစ်တပ်ကအပြစ်ခက်ရဲဆဲမှုဆက်ထိန်ထားမယ်လို့ထုတ်ပြန်ခဲ့ပြီးနောက်ထပ်လေကြောင်းတိုက်ခိုက်မှုတစ်ခုကိုဂါဇာမြောက်ပိုင်းမှာပြုလုပ်ခဲ့ရာလူနဦးထပ်မံသေဆုံးခဲ့ရပါတယ် နောက်ထပ်သတင်းတပုတ်အနေနဲ့နယ်သာလန်နိုင်ငံရဲ့ရွေးကောက်ပွဲမှာဗဟိုအဝါဒီ D66 ပါတီကအမတ်နေရာအများဆုံးကိုရရှိခဲ့ပြီးနောက်ဝင်းကြီးချုပ်အသစ်တူတက်လာနိုင်ခြေရှိနေပါတယ် ဒါကြောင့်အသက်38နှစ်အရွယ်သာရှိသေးတဲ့ D66 ပါတီခေါင်းဆောင် Rob Jackdan ဟာ Netherlands ရဲ့အသက်အငယ်ဆုံးနဲ့ပထမဆုံးသောဂေးဝင်ကြီးချုပ်ဖြစ်လာနိုင်ပါ रे D66 ပါတီဟာ အမတ်နေရာ150မှာ25နေရာအနိုင်ရဖို့တေချာတလောက်ရှိနေပြီး Giat Wonders ရဲ့လေယာဇုံပါတီထက်နည်းငယ်တာလွန်ခဲ့ပါ रे အဓိကအတိုက်ခံဖြစ်တဲ့ Wonders ရဲ့ပါတီကတော့25နေရာကိုနိုင်ရဖို့သာရှိနေပါ रे ဒါပေမဲ့လည်းအမတ်နေရာ86နေရာထိအ ਨੇ စုံလိုအပ်တဲ့လျောက်ညွန်ပေါင်းစုရဖွဲ့စည်းနိုင်ဖို့ဆိုရင်ဂျက်တန်ဟာပါတီ၄ခုထက်မနည်းနဲ့ခက်ခဲတဲ့ညှိနှိုင်းမှုတွေစတင်ရတော့မှာဖြစ်ပါတယ်။အရင်တုန်းကယာဒီဥတုနဲ့စွမ်းရည်မူဝါဒရေးရာဝင်ကြီးဖြစ်ခဲ့ပူတဲ့ဂျက်တန်ဟာငါတို့ဒါလုပ်နိုင်တယ်ဆိုတော့အကောင်းမြေဝါဒီနိုင်ငံရေးသမားတယောက်အဖြစ် သူ့ရဲ့ပုံရိပ်ကိုပြောင်းလဲနိုင်ခဲ့ပါတယ်။အဲဒီနောက်ယာဒီဥတုနဲ့ပညာရေးကိစ္စတွေအပြင် အငင်းပွားပွေရာလူဝင်မှုကြီးကြပ်ရေးနဲ့အိယာအချက်တဲခေါင်းစဉ်တွင်လည်းပါမဲဆွဲနိုင်ခဲ့ပါရီဒါပြင်ဂျက်တန်ဘက်ကအိယာပြက်လက်မှုပြဿနာကိုဖြေရှင်းဖို့အတွက်မြို့သစ်ဆယ်မြို့တိဆောက်မဲ့အစီအစဉ်တစ်ခုချပြနိုင်ခဲ့ပါရီဒီလိုမျိုးတရားမဝင်ရွှေ့ပြောင်းနေထိုင်မှုတွေတားဆီးနိုင်မှုဆိုရင်ခလုံငွေ့လျှောက်လာတွေကိုဥရောပသမဂအပြင်ကနေသာတင်သွင်းရမယ့်စနစ်တွက်ဆိုပြခဲ့သူလည်းဖြစ်ပါရီအခုတစ်ခေါက်ရွေးကောက်ပွဲမှာရှုံးနေခဲ့တဲ့ Windus ကတော့ သူဟာနောက်တက်မဲ့ညွန်ပေါင်းအစုရမှာပါဝင်သွားမှာမဟုတ်ပဲအတိုက်ခံဖြစ်တာရက်တည်မဲ့အကြောင်းကိုအတည်ပြုထားပါရည်။နောက်ထပ်သတင်းပုတ်အနေနဲ့အော်တိုဘာလ30ရက်နေ့မနက်ပိုင်းမှာမဲလစ်ဆာဟာရီကိန်းမုန်တိုင်းကကျူးဘားနိုင်ငံရဲ့ကုန်းတွင်းပိုင်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်ဘဟားမားနိုင်ငံစီဥတီရောက်ရှိနေပြီဖြစ်ပါရည်။ category 5မှာ1ဖြစ်အင်အားရော့ကျသွားပြီဖြစ်ပေမဲ့အဲ့ဒီမုန်တိုင်းကြောင့်ကျူဘာနိုင်ငံမှာတိတာထင်ရှားတဲ့ပျက်စီးဆုံးရှုံးမှုတွေကြံ့ရင့်ခဲ့ပါတယ်။အဲ့ဒီနေရာမှာမြေရပါမြင့်တက်ခဲ့တဲ့လျောက်လူပေါင်း3000 4000ဟာလမ်းပန်းဆက်သွယ်ရေးတွေပြတ်တောက်လို့နေပါတယ်။ဒါ့အပြင် Melissa က Atlantic Hurricane မုန်တိုင်းတွေထဲမှာအပြင်းထန်ဆုံးတစ်ခုအနေနဲ့ Jamaica နိုင်ငံထဲကိုဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ ိနောက်မုံတိုင်းဝင်ရောက်ခဲ့ရာဟေတီနိုင်ငံမှာလည်းလူရောက်20ထက်မနည်းတိဆုံးခဲ့ရကြောင်းသိရပါတယ်။ဒိုမီနီကန်သမရနိုင်ငံမှာတော့အဲ့ဒီမုံတိုင်းတွင်လူတဦးသာတိဆုံးမှုရှိခဲ့ကြောင်းသိရပါတယ်။ဒါပြင်ဒီဟာရီကိန်းမုံတိုင်းကြောင့်ပဲကျူးဘားနိုင်ငံရဲ့အစားအစာလောင်စာဆီနဲ့ဆေးဝါးပြက်လက်မှုကိုပါမြင့်တက်လာစေခဲ့တယ်လို့ဖော်ပြထားပါတယ်။ အဲ့ဒီကျွန်းနိုင်ငံရဲ့စီးပွားရေးအကျပ်တဲနဲ့စံချိန်တင်ပြောင်းရွှေ့နေထိုင်မှုတွေကိုပါပုံမဆိုးရလာစေခဲ့ကြောင်းထောက်ပြထားပါတယ်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ကမ္ဘာဈေးကွက်တန်ဖိုးရဒေါ်လာ9ထရီလီယံပြည့်မြောက်ခဲ့တဲ့ပထမဆုံးကုမ္ပဏီဖြစ် Nvidia ကစံချိန်ထပ်တင်နိုင်ခဲ့ပြီးမှတ်တိုင်အစ်စ်ကိုစိုက်ထူလိုက်ပါတယ်။ American Chips ပြထုတ်လုပ်ရေးကုမ္ပဏီကြီးဟာ Graphic Chips Design ရေးဆွဲရာကနေ AI နဲ့ပေရဲ့ထိတ်တန်းနေရာအထိကိုအခုလိုမျိုးအလင်းမြန်တက်လန်းလာနိုင်ခဲ့တာပါ2023ဇွန်လပိုင်းမှာအဲ့ဒီကုမ္ပဏီရဲ့ဈေးကွက်တန်ဖိုးကဒေါ်လာ1 trillion ကိုပထမဆုံးပြည့်မီခဲ့တာဖြစ်ပြီးပြီးခဲ့တဲ့ဇူလိုင်လအရောက်မှာတော့ဒေါ်လာ4 trillion ထက်ကျော်လွန်သွားခဲ့ပါတယ် ဒါကြောင့်ကမ္ဘာတန်ကြီးအကြီးဆုံး Chess Player Company ကြီးရဲ့နောက်မှာ Apple နဲ့ Microsoft လိုမျိုး company ကြီးတွေကကက်လျက်ရပ်တည်နေတာကိုတွေ့ရပါတယ်။အဲနောက် AI ကဏ္ဍနဲ့ပတ်သက်ပြီးကောင်းမွန်တဲ့အလားအလာတွေကလည်း Nvidia Chess Player တွေရဲ့ value အကိုဆက်လက်မြင့်တက်စေတဲ့အပြင်ကုမ္ပဏီရဲ့ stock series ပါစံချိန်တင်မြန်မာလာအောင်တွန်းအားပေးနိုင်ခဲ့ပါတယ်။ အော်တိုဘာလ9ရက်နေ့မနက်ပိုင်းမှာ Nvidia share ဈေးနှုန်းက9.600ကျပ်နှုန်းထိတက်လာခဲ့တဲ့အလျောက် share တစ်ခုကို212ဒေါ်လာလောက်ပေါက်ဈေးရှိခဲ့ပါတယ်။ဒါဟာ Nvidia share ဈေးက90ကျပ်နှုန်းနဲ့အထက်ကိုတစ်နှစ်အတွင်းတက်လာခဲ့တာပါ။ဒါပြင် Nvidia ဟာနီးပညာကဏ္ဍကပြိုင်ဘက်ကုမ္ပဏီတွေကိုကျော်ဖြတ်နိုင်ခဲ့တယ်လို့စစ်စုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုး GDP ရဆိုရင်လည်းအတော်လေးမြင့်မားတာတွေ့ရပါတယ်။ ကမ္ဘာပံရဲ့အချက်လက်တွေအရ Nvidia ကုမ္ပဏီတန်ကြီးဟာ American နဲ့တရုတ်က လွဲရင်ကမ္ဘာနိုင်ငံတိုင်းရဲ့ GDP ထက်ကိုကျော်လွန်နိုင်ခဲ့ပြီးဖြစ်ပါတယ်။အခုလိုမျိုး Nvidia ကုမ္ပဏီကြီးထွားလာတာနဲ့အမျှလူသိများလာခဲ့တဲ့အမှုဆောင်အရာရှိချုပ် Jensen Huang ကတော့လာမယ့်နှစ်တွင်ဒေါ်လာ900ဘီလီယံဘူး chip order တွေကိုရလာလိမ့်မယ်လို့မျှော်လင့်ကြောင်းပြောဆိုထားပါတယ် ဟုတ်ကဲ့ပါနိုင်ငံတကာသတင်းတွေကိုတလောင်းနဲ့ပဲအဆုံးသတ်လိုက်ပါရီကျွန်တော်ကတော့ကေဆက်နိုင်ပါ